ခေတ္တ new channel မှာထိတန်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုအပီးသက်တိုက်ခိုက်သိမ်းပတ်ရရှိပြီးဟုချင်းညီနောင်တပ်ဖွဲ့ကကြေညာတီးတိမ်မြို့ကိုဆက်လက်ချီတက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုအပီးသက်တိုက်ခိုက်သိမ်းပတ်ရရှိပြီးဟုချင်းညီနောင်တပ်ဖွဲ့ကယနေ့တရဝင်ကြေညာလိုက်ပါတယ်။ချင်းညီနောင်စစ်စင်ရေးတပ်ဖွဲ့ကအေပီလ9ရက်နေ့စစ်ကောင်စီနောက်ဆုံးလက်ချက်တက် ရင်ခလာရ268ကိုအပိသက်သိမ်းပိုက်ကဖလန်းမျိုးနဲ့တခုလုံးစစ်ကောင်စီကင်းစင်တော်နေမည်အဖြစ်ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းဒီတိမ်မျိုးတို့ဆက်လက်ချီတက်မည်ဖြစ်ကြောင်းသိရှိရပါတယ်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတင်းရွေးမှုစလိုင်းဝီလီယံချင်းကချင်းကြီးနောင်စစ်စင်ရေးဖလန်းမျိုးသိမ်းတိုက်ပွဲကမင်းတက်နဲ့အတူ2024ခုနှစ်နိုဝင်ဘာလကနေစခဲ့တာဖြစ်ပါတယ် တရင်တရင်တဲမဟုတ်ဘူးတုံးရင်နဲ့တိုက်နေရတဲ့ပုံစံဖြစ်တယ်အချိန်တွေပိုပြီးကြာသွားတယ်ကုန်ကြစရိတ်လည်းစစ်စင်ရေးမှာအများကြီးကုန်နာရှိတယ်ဘာပဲပြောပြောကျွန်တော်တို့ရဲ့တော်လန်ရေးမှာပိဆက်မှုတွေလွတ်မြောက်မှုအတွက်ကိုယ်ကံကြမ္မာကိုဖန်တီးဖို့ပိဆက်ရတာဖြစ်တယ်ချင်းပြည်ထဲမှာတိတိမျိုးကိုလည်းထပ်ပြီးမှဝင်ရောက်ဖို့ရှိတယ်ပို့ပြီးတော့စူးစမ်းအထောက်ဖို့လိုတယ်မြို့သိမ်းရတာထက်ထိမ်းရတာလည်း ခက်ခက်ခဲခဲလုပ်ရတာဖြစ်တယ်။စစ်ပုံကြတဲ့အမိန့်နာခံဖို့ရှိတဲ့ professional army ဖြစ်အောင်စ조사ရမယ်။ဒီအောင်မြင်မှုဖလန်းပြည်သူလူထုတင်မဟုတ်ဘူး။အဖိအနှိတ်ခံပြည်သူလူထုအားလုံးရဲ့အောင်မြင်မှုဖြစ်တယ်။၂၀24ခုနှစ်မှာစစ်ကောင်စီကင်းစင်ဖို့ရည်ရွယ်ခဲ့ပေမဲ့60ရာခိုင်နှုန်းပဲပြီးခဲ့တယ်။၄နေရာရခဲ့တယ်ဟုတိုက်ရိုက်လိုက်မှတဆင့်ပြောဆိုပါတယ်။ ဖလန်းမျိုးသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏လက်နက်ကြီးများအပါအဝင်လက်နက်ရန်အမြောက်များနှင့်ငွေကြေးများစွာကိုသိမ်းပိုက်ရရှိခဲ့ပါသည်။2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကဖလန်းမျိုးသိမ်းတိုက်ပွဲကိုချင်းညီနောင်စစ်စင်ရေး Operation CB အဖြစ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကဖလန်းမျိုးမကြစီရေးအတွက် ရှီရင်ခလာရ268တရင်အင်အားအပြင်2024ဒီဇင်ဘာလတွင်ခလာရ89မှစစ်ကူအင်အား100ဝန်းကျင်နှင့်2025မှလတွင်တပ်မ89လက် အောက်ခံခလာရ391မှာစစ်ကူအင်အား100ခန့်ဖြင့်အင်အားအကျဉ်းချုပ်ထပ်မံဖြည့်တင်းခဲ့ကြောင်းထို့ပြင်လေကြောင်းတိုက်ခိုက်မှုအကျဉ်းပေါင်း1000ကျော်ဖြင့်အပြင်အခံခုခံခဲ့ကြောင်းသိရပါတယ်။ချင်းညီနောင်စစ်စင်ရေး Operation CB ဖလန်းမြို့သိမ်းတိုက်ပွဲတွင်96စိုးကြား PDF Anti Fascist Internationalist Front AIF Burma National Revolution Army BNRA Burma Revolutionary Technical Front BRDF Generation Z Army GZA, Gang Revolution for GRF, Harmonian Northern Brother HNB, Calais Revolution Force KRF, Calais Urban Galia, Calais UG, Mayan Blood Tiger MBT, National Liberation Army NLE, Revolution Ambulance Wu, Raw Medicating, Sagai Fatre True, SFD Seoul, your different force YDF. ဆိုအာမီ ZA ကလေးခရိုင်ပါကဖာနဲ့ဒရုန်းအဖွဲ့တို့ပါဝင်ခဲ့ကြောင်းသိရပါတယ်။ဖလန်းမျိုးနဲ့တခုလုံးစစ်ကောင်စီကင်းစင်သောနေမြေအဖြစ်ဖော်ဆောင်နိုင်ခဲ့ခြင်းမှာချင်းကြီးနောက်နဲ့မဟာမိတ်အင်အားစုများရဲ့မစုံမနစ်သောစိတ်ဓာတ်ဖြင့်ကြံ့ကြံ့ခံထိုးစစ်ဆင်တိုက်ခိုက်မှုအရက်ကတက်တော်မှခေရန်စစ်လက်နက်များအပြင်စီရေးဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနဲ့မိဘပြည်သူများ၏တက်ညီလက်ညီဒီဇိုင်းမမတ်ထောက်ပံ့ပါဝင်မှုများကြောင့်သာဖြစ်ပါကြောင်းကြေညာထားပါတယ်။ ချင်းညီနောင်စစ်စင်ရေး Operation CV အဖြစ်ဖော်ဆောင်ခဲ့သောဖလန်းမျိုးသိန်းစစ်စင်ရေးအတွင် အသက်ပေးသွားကြသည့်အာဇာနည်သူရဲကောင်းများကိုလက်အင်ကပေးဆက်ခဲ့ကြသည့်ရဲဘော်များနှင့်အောင်ပွဲရသည့်အထိရွရွချွန်ချွန်ချီတက်တိုက်ပွဲဝင်ခဲ့ကြသောတပ်မှုတပ်သားများ၏ရဲစွမ်းတက်သည့်နှင့်ဇွဲလုံးလှရှိမှုတို့ကိုလေးစားစွာဂုဏ်ပြုပါကြောင်းနှင့်ချင်းညီနောင် CV အနေဖြင့်စစ်အာဏာရှင်စနစ်ကြဆုံရင်းနှင့် Federal Democracy ပြည်တော်စုတိဆောက်ရေးတွင်မဟာမိတ်များနှင့်အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆက်လက် ဲ့ကြေညာထားပါတယ်။ဆလပီအမှတ်344အမြောက်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးထွက်ပြေး၊ခုနှစ်ဦးသေဆုံးပြီးတဦးလွတ်မြောက်တဲ့ဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အေယာဝတီတားရေကြည်မြို့နယ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးထွက်ပြေးခဲ့ရာအချင်းချင်းပစ်ခတ်မှုကြောင့်၂ဦးသေဆုံးပြီးပြန်လည်ဖမ်းဆီးခံရသည့်၅ဦးပြစ်တက်ခံရကတဦးလွတ်မြောက်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်နယ်ဒေသခံများကသတင်းဌာနသို့ပြောပါရယ်။ ရေကြီးမြို့နယ်မြောက်စန်းကြည်ရွာရှိအမှတ်344အမြောက်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်ရှိဦးဧပြီလ၄ရက်နေ့ကထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီတပ်နှင့်နှိဆက်သူတဦးကပြောပါရယ်ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလိုက်လံဖမ်းဆီးခဲ့ရာဧပြီလ၄ရက်နနက်၁၇နာရီခန့်တွင်မကြီးတောရွာထိန်၌ပြစ်ခတ်မှု ဖြစ်ခဲ့ပြီးထွက်ပြေးသူများအနက်၂ဦးသေဆုံးခဲ့သည်ဟု၎င်းကဆိုပါရယ်မကြီးတောရွာထိန်တွင်ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦးမှခွန်ရာကျေး ရွာဘက်သို့ထွက်ပြေးခဲ့ကြကြောင်းထွက်ပြေးသူများတွင်စစ်ဗိုလ်တအူးပါဝင်ကြောင်းစစ်ကောင်စီတပ်နှင့်နီးစပ်သူဤပြောပြချက်အရသိရပါသည်ထို့နောက် light truck ကားသုံးစီးအပြင်ခြေလင်တပ်ဖွဲ့ဝင်များပါဝင်သည့်အင်အား90ခန့်ပါစစ်ကောင်စီစစ်ကြောင်းကထွက်ပြေးသူများကိုဧပြီလ4ရက်မွန်လွယ်ပိုင်းတွင်လိုက်လံဖမ်းဆီးခဲ့ကြောင်းမျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံတအူးကပြောပါသည်စစ်ကြောင်းထိုးပြီးလိုက်ဖမ်းတော့9ရောက်မိလာတဲ့9ရောက်စလုံးကိုမကြီးတော့ပြန်ခေါ်လာပြီးရွာနောက်ဖက်မှာပြစ်တက်လိုက်တဲ့အလောင်းတွေကိုခြုံနေ င်းမှာပြစ်ထားခဲ့လို့ရွာကမင်းမြုပ်ပေးလိုက်ရတယ်ဟုဒေသခံကဆိုပါတယ်ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့်၎င်းတို့နှင့်အတူပါလာသည့်တနတ်များကြီကုံသွားသည့်အတွက်လွှမ်းပြေးခဲ့ကြပြီးနောက်ဖမ်းဆီးခံရခြင်းဖြစ်ပါသည်စစ်ဘိုလ်ဆိုသူကိုပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးပေလက်ရှိအချိန်အထိလွတ်မြောက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီနဲ့နီးစပ်သူကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့က AOR တိုင်းလေးမျက်နှာမြို့နယ်ရေကြီးမြို့နယ်အတွင် AA ပူးပေါင်းတပ်များနဲ့စစ်ကောင်စီတပ်ဖွဲ့များတိုက်ပွဲများဆက်တင်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်မှာထွက်ပြေးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိခဲ့သည်ဟုဒေသခံများကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ရက်တွေကဆိုဖန်ကားပင်ရွာနာကအကွင်းထဲကိုဖြတ်ပြီးထွက်ပြေးသွားတဲ့စစ်သားတွေအများကြီးပဲတခါပြေးရင်6ယောက်9ယောက်နဲ့အခုဆိုအင်းချီတွေဖက်နှက်တွေတောင်မပါဘူးဟုဒေသခံတအူးကပြောပါရယ်မလ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြူရေးပြင်းအားရက်စတာစကေ9.8ရှိသည်ငလင်လှုပ်ခတ်ခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ23ရက်နေ့အထိညီနောင်မဟာမိတ်များဖြစ်သည့် AA MNDAA နဲ့ TNLA တို့ကဧပြီ30ရက်အထိတစ်ဖက်သက်အဖြစ်ရကြောင်းကြေညာ ခဲ့ပါတယ်။အလားတူစစ်ကောင်စီဘက်ကလည်းဧပြီလ2ရက်မှ22ရက်အထိအပြည့်ရကြောင်းကြေညာခဲ့သည်။ထို့သောကြေညာပြီးနောက်လင်းမြနာနယ်ရေကြီးမြို့နယ်တို့တွင်တိုက်ပွဲအခြေအနေများငြိမ်သက်နေခဲ့တော့လေစစ်ကောင်စီကမကြာခဏဆိုသလိုစက်တက်လေးဒီများစစ်လေရင်များဖြင့်ရေကြီးနှင့်လင်းမြနာမြို့နယ်အတွင်မှကျေးရွာများကိုဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေသည်ဟုဒေသခံများဤပြောပြချက်အရသိရပါသည်။ ဆက်လက်ပြီးငလင်ဘေးဒဏ်ကြုံနေချိန်စစ်ကောင်စီတိုက်ခိုက်မှုကြောင့်လူ82ဦးသေဆုံးခဲ့ကြောင်း NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အင်အားပြင်းငလင်ဘေးဒဏ်ကြုံနေရချိန်တွင်စစ်ကောင်စီဤလေးကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများကြောင်းတပတ်အတွင်းအရက်သား82ဦးသေဆုံးခဲ့ရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်အရေးဌာနကယနေ့ AP လ9ရက်ကထုတ်ပြန်ပါတယ်။ငလင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့သည့်မလ28ရက်မှာယမန်နေ့အထိကောက်ယူအတည်ပြုထားသည့်အချက်အလက်များအရသေဆုံးသူ များတွင်အသက်18နှစ်အောင်ကလေးငယ်6ဦးနှင့်အမျိုးသမီး30ဦးပါဝင်ပြီးစစ်ကောင်စီကတိုက်ခိုက်မှု90ကြော်ပြုလုပ်ခဲ့ကတိုင်းဒေသလက်နက်ကိုင်းနှင့် PDF ထိန်းချုပ်နေမည်များကိုပြစ်မှတ်ထားခဲ့သည်။ NUG နှင့်တိုင်းဒေသလက်နက်ကိုင်းတပ်ဖွဲ့များ၏ထုတ်ပြန်ချက်အရစစ်ကောင်စီက AP လ2ရက်မှ22ရက်အထိယာယီအပြစ်ရမည်ဟုကြေညာထားတော်လဲရခိုင်မန္တလေး၊စကိုင်း၊ရှမ်းတောင်၊မကွေ၊ဘကိုးနှင့်တနင်္သာရီတို့တွင်လေကြောင်းနှင့်လက်နက်ကြီးဖြင့်ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။ KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကစစ်ကောင်စီ၏ပြောဆိုချက်များမှမတည်ငြိမ်သလိုအပြောနှင့်အလုပ်မကိုက်ညီဟုဝေဖန်ခဲ့ပြီးနိုင်ငံတကာအသိအမှတ်ပြုမှုရယူရန်ရည်ရွယ်ချက်ထားသောမဟုတ်မမှန်ကြေညာချက်များသာဖြစ်သည်ဟုထောက်ပြမှုများလည်းရှိခဲ့သည် စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စွန်မင်းထွန်က KIA, TNLA, AA, KNPP, KNLA နဲ့ PDF အဖွဲ့များကအပြစ်ရက်ကိုချိုးပေါက်ပြီးစစ်တပ်စခန်းများကိုတိုက်ခိုက်နေသည်ဟုဧပြီလ9ရက်နေ့တွင်ပြောဆိုခဲ့သည်အပ ပြည့်ရက်ကာလအတွင်းစစ်ကောင်စီ၏၄ချောင်းစစ်စင်ရင်နဲ့လက်နက်ကြီးတိုက်ခိုက်မှုများဆက်ရှိနေပြီးတိစုံသူများတွင်ကလေးငယ်များနှင့်အမျိုးသမီးများပါဝင်နေခြင်းကလူသားချင်းစာနာမှုအကျယ်အတဲကိုပုံမဆိုးရစေကြောင်းလူခွင့်ရေးအဖွဲ့အချို့ကထောက်ပြထားသည်ဆလပီဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပဖို့ရှိလို့မေလ9ရက်နေ့အထိသာပါတီမှတ်ပုံတင်ခွင့်ပြုမယ်လို့စစ်ကောင်စီကြေညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် စစ်ငလင်ကြီးဘေးကြောင့်ပြည်သူတွေအကြီးအကျယ်ထိခိုက်ခဲ့ပေမဲ့စစ်အုပ်စုဦးဆောင်ခြင်းပါမဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာလမှာပြုလုပ်မှာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကိုဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေကတဆင့်ကြေညာခဲ့ပါတယ်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ရှိလို့မေလ9ရက်နေ့အထိသာပါတီမှတ်ပုံတင်ခွင့်ပြုမယ်လို့စစ်ကောင်စီကရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့တာဖြစ်ပါတယ်အလားတူပဲစစ်ကောင်စီဟာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးတန်း ်ဆိုးကိုဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ကြောင်းလည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်ကရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွင်မှအပိုင်းလေးပိုင်းခွဲကျင်းပမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်းစီထုတ်ပြန်ချက်တွေအရမြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးကြောင့်တေဆုံးသူ3645ဦးထိခိုက်ဒဏ်ရာရရှိသူ9018ဦးနဲ့ပျောက်ဆုံးနေသူ148ဦးထိရှိတယ်လို့သိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာကွင့်ပြုပါ ါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစီရှင်